ရှေ့တန်းစစ်မြေပြင်ကနေလေရင်တင်တင်းမောပေါ်မှာရှိတဲ့ American စစ်သားတွေရဲ့ထမင်းဝိုင်းမင်္ဂလာပါဘာမဆန်ပြားကနေတင်ဆက်နေတာဖြစ်ပါတယ်စစ်တပ်တခုကသူတို့ရဲ့အစာအိမ်ပေါ်မှာခြေတက်နေကြရတာဖြစ်ပါတယ်ဒီအဆိုမိန်ကိုပြောသွားခဲ့သူကတော့ဗင်သိအဂရစ်နပိုလီယန်ပိုနာပတ်ပါပဲရှေ့တန်းစစ်မြေပြင်မှာဒါဝင်ထမ်းဆောင်တွေကြားရတဲ့စစ်တီတော်တွေအတွက်စပုတ်မှုတွေချက်ပေးတဲ့နေ့လယ်စာစားရဖို့ကိုစားကျင်နာလေးရွေးစားနိုင်မှုအခွင့်အရေးမရှိနိုင်ပါဘူး ဒါပေမဲ့တရရဲ့ဘိုက်တွေပြည့်နေဖို့တော့လိုအပ်နေတာပါဒါကလည်းအထူးဆန်းတော့မဟုတ်ပါဘူးစားရေးတော်ရေးကလူတွေရဲ့အခြေခံလိုအပ်ချက်ဖြစ်နေလို့ပါပဲလူဆိုတာကံစိတ်ဥတ္တအဟာရတွေအပေါ်မှာမိခိုးနေရတာပါဒါပေမဲ့နောက်ဆုံးအချိန်တွေမှာအဟာရကိုထဲမစင်းစားနိုင်ရင်တောင်ဘိုက်တင်းနေဖို့လိုအပ်တာကတော့အမှန်ပါပဲရှေးကြဆုံးစစ်ပွဲကာလတွေကနေဒီနေ့ထိတိုက်ပွဲဝင်နေတဲ့တပ်သားတွေအတွက်အစာအစာကျွေးမွေးဖို့ဘလောက်အရေးကြီးလဲဆိုတာနားလည်ခဲ့ကြပါရစ်တခါတလေအဲ့ဒီစားနပ်ရိက္ခာကိစ္စကစစ်ပွဲကိုအဆုံးပြတ်ပေးနိုင်တဲ့အထီတောင်ဖြစ်လာခဲ့တာပါ အရင်ခေတ်တွေတုန်းကတော့ရိတ်ခါဆိုတာကြာရှည်ဆောင်ထားလို့ရတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ရှည်တန်းစစ်မြေပြင်အတွင်းမှာပဲရသလိုကြံဖန်ရှာဖွေစားတော့ရတာပါ။နောက်ပိုင်းမှာတော့စစ်တပ်ရဲ့ဖွဲ့စည်းပုံတွေလည်းပြောင်းလဲလာပါတယ်။ကြီးမားတဲ့စစ်တပ်တွေကိုလည်းတပ်ခွဲတွေအဖြစ်ခွဲထုတ်လိုက်ကြတာပါ။တိုက်ခိုက်ရတဲ့စစ်မျက်နှာပြင်ပုံစံကလည်းပြောင်းလဲလာပါတယ်။ဘလို့ပဲဖြစ်နေပါစေစစ်သားတွေအစာစားဖို့ကတော့မဖြစ်မနေထဲထွက်ကြရတာပါ။သူတို့မှာချက်ပြုတ်ဖို့အချိန်မရှိတာလည်းဖြစ်နိုင်ပါတယ်။ကြုံတဲ့နေရာမှာကြုံတယ်လို့စားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အမေရိကန်စစ်တပ်ကတော့အဲ့လိုလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အတင်စားရိတ်ခါထုတ်တွေကိုတည်ထွင်ခဲ့ကြပါတယ်။အဲ့ဒီရိတ်ခါထုတ်တွေကို MRE လို့ခေါ်ကြတာပါ။ကမ္ဘာတွင်းကစစ်တပ်အသီးသီးမှလည်းဒရိုနီဒရိုဟန်နဲ့ဖန်တီးထားတဲ့ MRE ရိတ်ခါတွေရှိကြပါတယ်။စစ်သားတွေရဲ့အကြိုက်နဲ့လိုက်ပြီးအမျိုးအစားအရေးသွေးကွာခြားမှုတွေလည်းရှိနေတာပါ။ ဘလို့ပဲဖြစ်နေပါစေ MRB ရိတ်ခါထုတ်တွေရဲ့ရည်ရွယ်ချက်ကဒေါ်လာရလွယ်ကူစေဖို့တယူပို့ဆောင်မှုလွယ်ကူစေဖို့ပြန်ပြူရလွယ်ကူစေဖို့ရှားရှိခဏယဉ်ရှိဖို့ဆိုတဲ့အချက်တွေပေါ်မှာအခြေခံထားပါတယ်။အရိတ်ထွက်ရိတ်ခါထုတ်တွေကိုတပုံစံနဲ့ထုတ်ပို့ထားတတ်ကြတာပါ။ American စစ်တပ်မှာဆိုရင်တော့ဒဏ္ဍာဆာရိတ်ခါထဲမှာ gallery 1200အနည်းဆုံးပါဝင်ရမှာဖြစ်ပြီးအနည်းဆုံး3နှစ်အထားခံနိုင်ရမယ်ဆိုတဲ့သတ်မှတ်ချက်ရှိပါတယ်။ အရိယခါတုတ်တဲမှာအေခဲချောက်တွေထားနိုင်တဲ့ဖြည့်စည်းတွေပါဝင်တယ်လို့တချို့ကြတော့လေအထုပ်ဖွင့်ပြီးတာနဲ့ချက်ချင်းစားလို့ရအောင်စီစဉ်ထားတာပါဒီခေတ်စစ်တပ်တွေတုံးနေအမာယူတွေကိုပဲထုတ်လုပ်ထုတ်ပို့ဖြန့်ဖြူးပေးတဲ့ကုမ္ပဏီတွေလည်းကမ္ဘာတွင်းမှာရှိနေကြပါတယ်အရိကုမ္ပဏီတွေကတခြားသောအစားထောက်ထုတ်လုပ်ရေးစက်ရုံတွေတို့ပါပဲပို့ထူးခြားတာကတော့ဒေါ်လာမှုနဲ့တာရှည်အထားခံနိုင်မှုတက်တန်းကိုပို့ပြီးအလေးထားကြရတာပါ အမအီရိတ်ကထုတ်တွေကကြာကြာအထားခံနိုင်ဖို့ရည်ရွယ်ထားတာကြောင့်တော်ယုံနဲ့ပြည့်စည်မှုမဖြစ်အောင်ခရုတစိုက်စီစဉ်ထားရပါတယ်။အထူးသဖြင့်လေလုံးဝလုံနေအောင်ထုတ်ပို့ရသလိုဘိုးကောင်တွေကြောင့်ပြည့်စည်နိုင်ခြင်းမဖြစ်အောင်လည်းထုတ်ပို့ထားရတာပါ။နောက်တစ်ချက်ကတော့ကြေကြေလေးလေးနဲ့တည်ယူပို့ဆောင်မှုလွယ်ကူအောင်လည်းစီစဉ်ထားရပါတယ်။နောက်ပိုင်းထုတ်လုပ်တဲ့ MRE တွေဆိုရင်ပို့ပြီးအဆင်မြင်လာတာပါ။မိမရှိရင်တော့ပို့ပို့လေးနှွေးစားလို့ရအောင်စီစဉ်လာခဲ့တာဖြစ်ပါတယ်။ အခုလိုပကံပြားထဲမှာအပူထုတ်ပေးနိုင်တဲ့အပြားလေးထဲအပေါ်ကနေရေလောင်းလိုက်ရင်အပူဓာတ်တွေထွက်လာမှာပါအဲဒီတော့မှရိတ်ခါအေးတွေကိုနှွေးစားလိုက်ရုံပါပဲတကယ်တော့ဒီလိုအတင်သုံးရိတ်ခါတွေအတွက်အရသာဆိုတော့နောက်ဆုံးဦးစားပေးအဆင်ဖြစ်ပါတယ်အ ਨੇ ဆုံးကယ်လိုရီပြည့်အာဟာရရှိဘိုက်ဝစင်ပဲလုံလောက်နေပါပြီဒါပေမဲ့နောက်ပိုင်းမှာတော့ MRU တွေကိုစားကျင်စပွဲဖြစ်အောင်ရှာရင်းမြစ်အောင်ဒီထွင်လာခဲ့ကြတာလည်းရှိနေပါတယ်ခေမီ MRU တွေကစစ်သားတွေကိုစိတ်ကျေနပ်မှုဖြစ်အောင်ပျော်စရာဖြစ်အောင်လုပ်ပေးနိုင်တဲ့အစိပ်အပိုင်းလည်းဖြစ်လာခဲ့တာပါ တကယ်တော့ထမင်းစားချိန်တွေကစစ်တီတွေအတွက်ပျော်စရာအချိန်စိတ်သက်သာစရာအချိန်တွေဖြစ်ပါတယ်အဲဒါကိုစစ်တပ်ကလည်းကောင်းကောင်းနားလည်ပါတယ်ဒီအချိန်မျိုးမှာတပ်သားတွေစုရုံစားတောက်ပြီးစကားဆက်မိပြောကြပါတယ်သူခံစားချက်ကိုခံစားချက်မျှဝေကြပါတယ်အဲဒါကြောင့်စစ်တပ်တွေကအဲ့ဒီချိန်ကိုတပ်ဖွဲ့ရဲ့စိတ်တမ်းမြင့်တင်မှုအခွင့်အရေးကောင်းအနေနဲ့နားလည်ပြီးလိုအပ်တဲ့ယင်းနှံ့မြုံနယ်မှုတွေကိုလည်းလှုပ်ခဲကြပါတယ် စစ်တပ်တွေအနေနဲ့ MRI ကိုလုံးဝမိခိုနေတာတော့မဟုတ်ပါဘူး။အရာကရှေ့တန်းစစ်မြေပြင်ဒါမှမဟုတ်အရေးကြီးတဲ့တပ်ရွှေပြောင်းချိန်တွေမှာပဲတုံကြတာပါ။ဂျန်တဲ့ချိန်တွေမှာတော့ကျွေးမွေးရေးအတွက်တီးကြားအစီအစဉ်တွေထပ်ရှိနေပါတယ်။သူတို့က MRI ကိုနောက်ဆုံးရိတ်ခါအနေနဲ့ပဲထုတ်သုံးတတ်ကြတာပါ။ရှေ့တန်းစစ်မြေပြင်လည်းမဟုတ်မိခင်တိုင်ရင်မှာလည်းမဟုတ်တဲ့အခြားအခြေအနေတွေမှာဆိုရင်တော့စစ်တပ်ကမိုဘိုင်းမီးဖို့ကြောင်တွေတုံကြပါတယ်။ အဲ့ဒီမြို့ပေါ်ကြောင်တွေကိုစစ်ဘက်သုံးကုန်တင်ရဟတ်ရင်နဲ့တဲပို့ပေးတယ်လို့တချို့တပ်တွေကြတော့လဲစပိုးဆောင်ပုံစံပြုပြင်ထားတဲ့ truck ကားကြီးကိုတခါရင်မောင်းလာခဲ့ကြတာပါဒီစပိုးဆောင်တွေရဲ့လေပတ်ပုံကတော့မိခင်တရင်ကအခြေအနေနဲ့တိတ်မကွာချလာပါဘူးအခြေအနေအရအပြောင်းလဲနည်းနည်းပပလောက်ပဲရှိတတ်တာပါအဓိကအပြင်စစ်တီတွေလိုအပ်တဲ့အစားအစာတွေကိုချက်ပြုတ်ပြင်ဆင်ပေးရတာဖြစ်ပါတယ် တကယ်တော့စစ်မြေပြင်မိဖို့ကြောင်တွေကို1890နောက်ပိုင်းလောက်မှမှစပြီးအသုံးပြုလာခဲ့ကြတာပါ။နောက်ပိုင်းမှာတော့အဲ့ဒီမိဖို့ကြောင်တွေကနီလန်ပေါင်းများစွာနဲ့ထုတ်တက်ပြောင်းလဲလာခဲ့ပါတယ်။စစ်မြေပြင်သုံးဖြစ်တဲ့အတွက်လွယ်လွယ်ဖြုတ်လွယ်လွယ်တတ်နိုင်တဲ့မော်ဂျူလာမိဖို့ကြောင်တွေကိုပဲပို့ပြီးသုံးလာခဲ့ကြတာပါ။မိဖို့ကြောင်တွေမှာလည်းချက်ပြုတ်ရင်းနဲ့ဆိုင်နဲ့ပစ္စည်းအစုံလင်ထားထားပါတယ်။အရိကစပူဆောင်ဖွဲ့ကစစ်သားယာချီကိုတနေ့သုံးနဲ့ကျွေးနိုင်ဖို့ကောင်းကောင်းလေ့ကျင့်ပြင်ဆင်ထားကြရတာပါ။ တိတ်မကြသေးခင်နှစ်တွေတုန်းကတော့အမေရိကန်စစ်တပ်ရဲ့အစားအသောက်အထူးပြုပညာရှင်တွေကအဲ့ဒီမိဘကြောင့်တွေကိုအစင်ထမ်းမြှင့်မှုကြိုးစားခဲ့ပါတယ်။သူတို့ကပြည်စည်းကရိယာတွေကိုအစင်မြင့်တင်ရုံနဲ့မကဘဲစပုတ်မှုရဲ့အရေးအသွေးကိုပါအစင်မြင့်တင်ဖို့ကြိုးစားခဲ့ကြတာပါ။အရာကြောင့်ဆေးမြေပြင်သုံးမိဖို့ကြောင့်အစားအသောက်ချက်ပြုတ်ပြင်ဆင်ရေးပြိုင်ပွဲဆိုတာကိုလည်းဖန်တီးခဲ့ပါတယ် ပေးထားတဲ့အခြေအနေတခုမှာဘယ်စပုံမှုကအရသာအရှိဆုံးအစမ်းသစ်ဆုံးစစ်သားတွေရဲ့အကြိုက်ဆုံးအစားစာတွေဖန်တီးနိုင်လဲဆိုပြီးရှင်းပြခိုင်းတာပါပဲစစ်တပ်ထဲက Master Chef ပြိုင်ပွဲလိုပဲပြောရမှာပါစစ်တပ်ရဲ့စပုံမှုအဖွဲ့ကချက်ပြုတ်ပြင်ဆင်ရတာကိုပဲလုပ်ရတာတော့မဟုတ်ပါဘူးအရှိမပြောခဲ့တဲ့ Modular မိဖို့အကြောင်းကိုကိုဘတာဖြုတ်တက်တာကိုလည်းတာဝန်ယူရပါတယ်နောက်တော့မှသူတို့ရဲ့ချက်ပြုတ်ရေးတာဝန်ကိုစောင့်ရရတာပါ MRI တွေနဲ့မတူတာကတော့ကျွေးမွေးရမယ့်ရိတ်ခါတိုင်းကိုမိခင်တည်းရင်မှာစားရတဲ့ခံစားချက်မျိုးရအောင်အားထုတ်ရတာပါပဲ။ အဲဒါကြောင့်တရက်သုံးနဲ့ကျွေးမွေးနိုင်ဖို့ကြိုတင်ကြံစီထားရပါတယ်။ရိတ်ခါတွေကိုတွက်ချက်ထားရပါတယ်။ချက်ကျွေးမဲ့မီနူးတွေကိုစဉ်းစားထားရပါတယ်။တခြားစစ်သားတွေမထားသေးခင်စောစောထားပြီးကြိုတင် ပြင်ဆင်ထားရပါတယ်။ပုံမှန်နေ့တွေမှာကြက်ဦး၊ဗာမုံ၊ဝက်ပောင်ကြောင်၊ဘစ်စကစ်စားတဲ့ပုံမှန်မီနူးတွေအတွက်စီစဉ်ပေးရတယ်လို့ရံပါရံခါအတွက် special menu တွေကိုလည်းချက်ပြုတ်ပေးရပါတယ်။ စပေါ်သောဝန်ထမ်းတွေနဲ့အစားအသောက်ဝန်ဆောင်မှုအထူးပညာရှင်တွေအတွက်အတိအမှတ်ပြုခံရခြင်းဆိုတဲ့အချက်ကလည်းအရေးကြီးနေတာပါ။သူတို့ကတနက်ကင်ပြီးရှေ့တန်းထွက်ဆရာမလို့ပဲမယ်။စစ်သားတအူးချင်းစီရဲ့ကျမ်းမာရေးအာဟာရပြည့်ဝရေးတွေကသူတို့ရဲ့အပေါ်မှာလေးမူတည်နေတာကြောင့်ပါပဲ။နောက်ပြီးစစ်သားတွေအတွက်အစားအစာချိန်တိုင်းကစုလက်ဆိုတဲ့သဘောမျိုးနားလေခံယူထားတာကြောင့်ဖြစ်ပါလေ။အဲဒီအချိန်မှာငံလုံးလို့ပေါ်လုံးလို့ချိုလုံးလို့ဆက်လုံးလို့မစားနိုင်ဘူးဆိုတဲ့ကိစ္စမျိုးမဖြစ်အောင်စပေါ်သောဝန်ထမ်းတွေကအရန်ကယူဆိုင်ကြရတာပါ။ အဲဒါကြောင့်စပိုသားဝန်ထမ်းတွေရဲ့အရေးသွေးကိုတိုးတက်ဖို့အတွက်နောက်ပိုင်းမှာစီမေပြင်စားရိတ်တာစုပြိုင်ပွဲဆိုတာတွေကိုတိုးချဲ့ကျင်းပခဲ့ကြပါတယ်။ဒီလိုကျင်းပပေးခြင်းအပြင်စပိုသား unit တိုင်းကသူတို့ရဲ့စွမ်းရည်တွေကိုအစွမ်းကုန်ထုတ်သုံးလာခဲ့ကြတာပါ။သူတို့ကရှိတဲ့ပစ္စည်းနဲ့စစ်သားတွေကိုစိတ်ကျဉ်အောင်ဘလို့ကျွေးမွေးရမလဲဆိုတဲ့နေလန့်တစ်တွေရှာဖွေလာနိုင်ခဲ့ပါတယ်။ဘလို့မြင်မြန်ပြင်ဆင်ချက်ပြုတ်ရမလဲဆိုတဲ့လိုဝက်ချက်တွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုရှင်ပြိုင်ရင်းကျွမ်းကျင်မှုတွေလည်းပိုများလာခဲ့တာပါ။စစ်သားတွေနှစ်သက်မဲ့မီနူအစ်စ်တွေကိုလည်းဖန်တီးနိုင်လာခဲ့ကြပါတယ်။ အဲ့ဒီပြိုင်ပွဲမှာအစံတခံရတဲ့အခြေအနေတွေကလည်းမျိုးစုံနေတာပါပဲတတောင်တတဖြစ်တဲ့မိဘကြောင့်အပြင်ဖြစ်တယ်လို့ချက်ရတဲ့မိဘကြောင့်တွေလည်းပါနေတာပါဘလို့အခြေအနေမှာပဲဖြစ်ဖြစ်စပိုးသားဝန်ထမ်းတွေကတော့အဆင်ပြေအောင်စံနှုန်းနဲ့ကိုက်ညီအောင်ချက်ပြုတ်ရပါတယ်အမေရိကန်စစ်တပ်ရဲ့မိဘကြောင့်ကိစ္စကိုပြောရရင်လေရင်တင်သင်းမကြီးတွေပေါ်ကအကြောင်းကိုခြံထားလို့မရပါဘူးအဲ့လိုသင်းမကြီးတွေပေါ်မှာတော့ကမ္ဘာထိပ်တန်းအစစ်စစ်ဘက်တုံးမိဘကြောင့်ကြီးတွေတိစောက်ထားရပါတယ် သူတို့ကကမ်းမမြင်လမ်းမမြင်ပင်လယ်ထဲမှာလာပေါင်းများစွာကမ်းမကက်ပေးတာဝန်ထမ်းဆောင်ကြရလိုပါပဲ။လေရင်တင်သင်းမဘောကစပိုးဆောင်အဖွဲ့ကလည်းပေါ်တည်တည်မဟုတ်ပါဘူး။သူတို့အဖွဲ့တွင်အယောက်အားကြီးရှိပါရည်။ဘာဖြစ်လို့လဲဆိုရင်သူတို့ကတင်မောသား9000လောက်ကိုတနေ့3နှစ်ပြည့်စုံအောင်ချက်ကျွေးကြရတာကြောင့်ပါပဲ။လေရင်တင်သင်းမဘောကမိဖို့ကြောင့်ရဲ့အခြေကစတူရန်ပေထောင်းနေချီပြီးရှိပါရည်။နောက်ပြီးအစင်းစင်သောဝန်ထမ်းဖွဲ့စည်းပုံလည်းရှိနေတာပါ။စပိုးမှုကျောင်းဆိုရင်တင်မောကပရိန်နဲ့အဆင့်တူတူရှိနေပါရည်။ ဒီအဖွဲ့တွေရဲ့စံနှုန်းတွေကလည်းတခြားတိုက်ရင်တွေနဲ့အထူးတူလောက်ပါပဲ။အမေရိကန်ရေတပ်ရဲ့လေယာဉ်တင်သင်္ဘောတွေကရွေလျားမြို့တော်လိုတောင်တင်စားလို့ရနေတာပါ။နေမယ့်အတန်းအစားလေရင်တင်သင်မောဆိုရင်အရှိကပေ1100လောက်ရှိပြီးတန်ချိန်3သိန်းကျော်အလေးချိန်ရှိပါတယ်။သင်မောသား9000ကျော်အတွက်စားရေးတောက်ရေးကိုစပိုးဆောင်အမှုရန်တရာနီးပါးကတာဝန်ယူပေးထားရတာပါ။သူတို့ကချက်ပြုတ်ပြင်ဆင်တဲခင်းဧကန်စေကျော်ရှင်းလင်းစားတဲ့အလုပ်တွေကိုအတိအကျတာဝန်ယူထားကြရပါတယ်။ ကျွေးရတဲ့ပုံစံကတော့တခြားတက်ရင်တွေလိုပါပဲတနေ့သုံးနေ့ပြည့်စုံနေအောင်စီစဉ်ထားကြရတာပါအဲ့ဒီတော့မနက်စောစောထားကြရပါရင်အရင်တုန်းကဘိုင်းဝါဖို့ကိုပဲဦးစားပေးပေမဲ့နောက်ပိုင်းမှာအာဟာရပြည့်ဖို့ကိုပါထည့်စဉ်းစားလာကြပြီအဲ့နောက်ပိုင်းမှာဂရင်းတွေးမဲ့မီနူးတွေကိုလည်းဒီထွင်ဖန်တီးလာခဲ့ကြတာပါအဲ့ဒီကိစ္စတွေအတွက်အစားအသောက်ဝန်ဆောင်မှုအထူးပညာရှင်တွေကိုလည်းခံထားလာခဲ့ကြပါရင်အဲ့ဒါကြောင့်လေရင်တင်သင်းဘောဘောကမီနူးတွေကထိတ်တန့်အဆင့်စားသောက်ဆိုင်တွေနဲ့ရှင်းလို့ရတဲ့အထိဖြစ်လာခဲ့တာပါ အမေရိကန်စစ်တပ်ကအစာစားချိန်ကိုစိတ်တမ်းမြင့်တင်ရေးအတွက်အသုံးပြုခဲ့ကြသလိုစစ်သားတွေရဲ့စိတ်ကြမ်းမာရေးနဲ့လူမှုအခြေအနေတွေတိုးတက်ဖို့အတွက်ပါကြိုးစားခဲ့ပါတယ်။အဲဒါကြောင့်စားရေးတောက်ရေးကိစ္စအတွက်ဒေါ်လာများစွာယင်းနှမြုံနှံခဲ့တာပါ။လေရင်တင်မဘော်ကအမှုတန်းတွေအတွက်ကမ်းမမြင်လမ်းမမြင်ရေပြင်ကြီးကိုကိုအိမ်ကိုရလို့သဘောထားနိုင်ဖို့လုပ်ပေးနိုင်တဲ့ကိစ္စများများဆဆမရှိပါဘူး။အဲလိုမရှိတဲ့ကြားထဲမှာစားရေးတောက်ရေးကိစ္စကတော့ဦးစားပေးအနေနဲ့ကြံရှိနေပါတယ်။ စစ်သားတွေကတင်းမောပေါ်မှာကျွေးတဲ့နေ့လယ်သားကိုစားနေရင်အိမ်ကိုပြန်ရောက်နေတယ်လို့ခံစားရအောင်ဒီအစားတောင်းနေပဲဖန်တီးထားရတာပါကျေးဇူးတော်နေ့မှာတင်းမောပေါ်ရောက်နေရင်လည်းကိစ္စမရှိပါဘူးအဲ့ဒီမှာချက်ကျွေးတဲ့အထူးစပယ်ရှယ်ချက်စင်သားဝတ်ပေါင်ကြောင့်လည်းအာလူထောင်းကအိမ်ကိုပြန်ရောက်သွားတယ်လို့ခံစားချက်ကိုပေးလိုက်မှာပါခရစ်စမတ်နေ့ဆိုရင်လည်းအဲ့လိုပါပဲတင်းမောပေါ်ကချက်ပြုတ်ရဖွဲတွေကအချိန်ခါနဲ့လိုက်ဖက်မဲ့မီနူးတွေကိုကြိုတင်ပြင်ဆင်ထားရပါတယ်အဓိကဟင်းလျားတွေအပြင်ရေခဲမုန့် coffee pancake တို့လိုအချို့တဲစရာတွေအတွက်လည်းစီစဉ်ထားကြတာပါ နောက်ဆုံး Starbucks ကကော်ဖီအရသာအတိုင်းဖြစ်ဖို့ဂျိုးပန်းဖန်တီးကြပါရင်ဒီလိုမျိုးဖြည့်ဆည်းပေးထားတဲ့အတွက်တင်မသားတွေက Starbucks အရသာကော်ဖီလေးတစ်ကြိမ်မော့ဆက်လက်လေးဖွာအပြောကျတဲ့ရေပင်ကိုကြည့်ပြီးအိမ်လွမ်းတဲ့စိတ်ကိုဖြည့်သိမ့်သွားနိုင်ပါရင် တင်မသားတွေရဲ့အစာရေးတောက်ရေးအဆင်ပြေအောင်ထည့်စင်းစားပေးတဲ့ကိစ္စကဒလောင်းနဲ့မပြီးသွားပါဘူး။လေအနေတင်မပေါ်မှာချိုချိုချင်းချင်းဝယ်စားလို့ရအောင်လဲစတိုးဆိုင်လေးတွေဖွင့်ထားပေးပါသေးတယ်။ဒီစတိုးဆိုင်လေးမှာခွင့်ပြုထားတဲ့မုံမျိုးစုံအေးမျိုးစုံဆက်လိုက်တဲ့အသုံးဆောင်လေးတွေလည်းဝယ်လို့ရနေတာပါ။အဲဒီဆိုင်လေးတွေကတင်မသားတွေအဆင်ပြေရေးကို OTP အမြင်အဆုံးကိုဥတီထားတာမဟုတ်လို့ဈေးနှုန်းကလည်းတော်တော်တင်နေပါတယ်။နောက်ဆုံးပြောရရင်တော့စစ်တပ်ထဲကကျွေးမှုတဲ့ကိစ္စကကယ်လိုရီရဖို့အာဟာရပြည့်ဖို့ဗိုက်ဝါဖို့ဆိုတာထက်အများကြီးပုံနေတာပါ ဒီလိုကျွေးမွေးတဲ့အစီအစဉ်ကတပ်ဖွဲ့ကိုစိတ်တက်မြင့်တင်ပေးနိုင်ပါတယ်။စစ်သားတွေကိုစိတ်ဖိစီးမှုရောကြပြီးစွမ်းဆောင်ရည်မြင့်တင်ပေးနိုင်ပါတယ်။စစ်ပွဲသတင်းတွေကြီးလာရင်စပိုးဆောင်ကိစ္စကိုခေါင်းသီးနေနဲ့တွေ့ရမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့သူတို့ကနောက်ကွယ်ကနေနေစဉ်တိုက်ပွဲဝင်နေရသူတွေဖြစ်ပါတယ်။သူတို့ရဲ့စွမ်းဆောင်ရည်ကတပ်ဖွဲ့တစ်ခုလုံးရဲ့စွမ်းဆောင်ရည်နဲ့ဓာတ်ရိုက်တပ်ဆိုင်နေတာလေဖြစ်ချောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုညီကုန်ချုပ်လိုက်ပါရီအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရီ